ယတိတောင်နဲ့ကြောက်တော်မြို့တို့ကိုအကြမ်းဖက်စစ်ကောင်စီကလီအင်တွေနဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွေ့တေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အရဲသားစီးရင်ကိုနေအိမ်တွေအပြဲစီးစီးရင်နဲ့အတူ ULAA ကမေလ14ရက်နေ့နေ့စွဲနဲ့အတည်ပြုထုတ်ပြန်လိုက်ပါရယ်။တည်င်းထုတ်ပြန်ရမှာယတိတောင်မြို့နေထွန်းရွေရွာဟောင်းကိုဖက်စစ်အကြမ်းဖက်စစ်ကောင်စီတပ်ကမေလ13ရက်နေ့မနက်မှာဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့် ပြစ်မဲ့အရသားပြည်သူ၁၂ယောက်သေဆုံးခဲ့ပြီး23ယောက်တန်ရာရရှိခဲ့ကာနေအိမ်31လုံးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဖော်ပြထားပါရယ်။အဲ့ဒီလိုပဲ2025ခုနှစ်မေလ14ရက်နေ့ညနေမှာလေဖက်စစ်အကြမ်းဖက်စစ်ကောင်စီတပ်ကကျောက်တော်မြို့ကလူနေအိမ်ရက်ွက်တွေအတွင်းကိုဂျက်ဖိုက်တာတစ်စီးနဲ့ထက်မှန်ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်လက်ရှိအချိန်ထိအပြစ်မဲ့ပြည်သူ၂ယောက်သေဆုံးခဲ့ပြီးနေအိမ်၉လုံးလောက်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဖော်ပြထားပါရယ်။ ဖက်စစ်အကြမ်းဖက်စစ်ကောင်စီတပ်ကအပြစ်မဲ့ပြည်သူတွေကိုအခုလိုလာရောက်ပုံကျဲတိုက်ခိုက်နေမှုတွေအပေါ် ULEA ကပြင်းထန်စွာရှုတ်ရှာတယ်လို့လည်းဖော်ပြထားပါတယ်။အသက်ဆုံးရှုံးသွားခဲ့ရတဲ့မိဘပြည်သူ လူထုတွေရဲ့မိသားစုဆွေမျိုးတွေနဲ့ထက်တူဝန်းနေရတယ်လို့ဖော်ပြထားပါတယ်။